Hello မင်္ဂလာပါဒီနေ့တော့ပစွန်ကျောင်းငံပြရေးချက်လေးချက်ပြမှာဖြစ်ပါတယ်လောအပ်တာလေးတွေကတော့ပစွန်ကျောင်းချက်သွန်ဤချက်သွန်ဖြူခဲချင်းသည့်စိမ့်စားကပီးတော့ပဲဖြစ်ပါတယ်အရင်ဦးဆုံးစီရဲကိုစနွေးမုတ်လေးထည့်မယ်ပြီးရင်ချက်သွန်ဤချက်သွန်ဖြူလေးတွေကိုစီတတ်မှာဖြစ်ပါတယ် စီတက်ပြီးတော့ကြက်သွက်နေကြက်သွက်ဖြူလေးတွေနူးပြီးဆိုလို့ရှိရင်တော့ခင်းချင်းသေးလေးထည့်ရမှာဖြစ်ပါတယ်။ခင်းချင်းသေးလေးကိုအစိမ့်စိမ့်မော့မော့လေးစိတ်ထားမယ်ဆိုလို့ရှိရင်တော့ကြက်ရတာပိုလွယ်ပါတယ်ပိုမြန်ပါတယ်ရှင်။ပြီးရင်ခင်းချင်းသေးလေးထည့်ပြီးနူးပြီးဆိုရင်တော့ငံပြားကြီးလေးနည်းနည်းပေါက်ထည့်ရမှာဖြစ်ပါတယ်။ပြီးရင်တော့ပုံကြောက်လေးထည့်ရပါမယ်။ပုံကြောက်လေးကိုရေစိမ့်ပြီးတော့ကြင်ညောင်းထောင်းပြီးထည့်လိုက်ရတယ်နော်။မိမေကတော့ ပစုံကြောက်အကောင်လိုက်လေးလေးကြိုက်လို့အကောင်လိုက်လေးလေးပဲထည့်ပါရယ်ပြီးရင်တော့ညုတ်တီခွဲချက်မုတ်လေးထည့်ရပါမယ်ညုတ်တီကိုလိုအပ်သလိုအဆက်အသွိုးလျှော်လုပ်လို့ရပါတယ်မမေကတော့ဆက်ဆက်လေးကြိုက်လို့မများလေးထည့်ပါရယ်ပြီးရင်တော့စိမ်းစံကပိလေးထည့်ရပါမယ်နောက်ဆုံးအဆင့်ကတော့အရသာအတွက်ချုံမုတ်လေးနည်းနည်းထည့်ရပါမယ်ကဲဒါဆိုရင်တော့လေကူရိုးရှင်းနဲ့ငံပြားရေးချက်လေးတစ်ခွက်ရပါပြီ။ဒါလေးနဲ့ဆိုထမင်းမိပြီနော်။ 继续 below，thank you 吧。